နတူကတော့လဲလဲကွက်ကွက်ဖြစ်နေတဲ့သူ့ရဲ့လူတွေကိုကြည့်ပြီးတော့ဒီတော့တောင်ထေးရတာလားဆိုပြီးတော့ယူကျုံးမရဖြစ်နေခဲ့ပါတယ်။အဲ့လဲကြနေတဲ့သူတွေထဲမှာရှီကီလည်းပါဝင်နေပါတယ်။ယူကျုံးနေတဲ့အခါမှာတော့သူတို့ဆရာကလုံးဝကိုငရေပဲဆိုတာကိုရှီရိုကပြောပြနေခဲ့ပါတယ်။အီဂရီကတော့ယေချိုးကလောက်တော့ပါဇက်ပိတ်နေလို့ဆိုပြီးရှီကီကိုလာပြီးတော့ဟောက်သွားပါတယ်။ရိုဂူရူကတော့စီနီယာတယောက်ဖြစ်တဲ့ဆက်ဆန်နမီဆန်ကိုကြောက်နေပါတယ်။ဘာဖြစ်လဲဆိုတော့ဆက်ဆန်နမီကချစ်ချမ်းလို့ပါ နတူကရောက်ချလာပြီးတော့အခုချက်ချင်းရွှေပြောင်းတာလေးကျင့်မယ်အားလုံး7မိနစ်တွင်ကာယခန်းနဲ့လာခဲ့ဆိုပြီးတော့ပြောသွားပါရစေအပြင်မမမုံတိုင်းလာနေပြီမုံတိုင်းလာနေတော့ဒီလေးကျင့်ငန်းကိုအသုံးချရမှာပါဒါမှမဟုတ်အပြင်မှာလေးကျင့်တာကိုပိုကြိုက်လိုက်လို့နတူကသူ့ရဲ့တင်တန်းသားတွေကိုမေးလိုက်ပါတယ်အပြင်မမတော့မိုးကတော်တော်လေးကိုသဲနေတာပါအမိုးတော်ပွတ်ထက်တော့မဲ့ပညာပြောနေလို့ recessive ကြောင်းတော့ကဒီမုံတိုင်းလာတော့မခံနိုင်တဲ့နေရာတခုမဟုတ်ဘူးလို့နတူကပြောလိုက်ပါရေးဘော်ကိုမလွှရှားနိုင်ရင်ဘာမှသုံးမွင့်မှမလို့ ဒီလေးကျင့်ခန်းကိုလေ့ကျင့်ရမှာပါလေ့ကျင့်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းပစ္စည်းအရာတွေကိုနှစ်တူကပြင်ဆင်ပေးထားပါရင်အားလုံးအမေးမရမချင်းကာယကံမှာနေကြဖို့မှာလိုက်ပါရင်နှစ်တူကတော့ကြောင်းတစ်ပတ်ကင်းလဲဖို့အတွက်ထောက်သွားပါပြီတင်နန်းသားတွေကိုတော့ညစာစားဖို့မှာခဲ့လိုက်ပါရင်စီကီကသူ့ရဲ့ဆွမ်းကိုစမ်းတဲ့အနေနဲ့ထောက်ပုတ်ကိရိယာတွေကိုတနက်လုံလုံကြီးပြစ်မဲ့အချိန်အီဂယ်ရီနဲ့ဟိုမာရဲကတားလိုက်ပါရင်ဟိုမှာရေကတော့စားစရာတွေကိုဒီလိုပြစ်ဖို့မသိတော့ဘူးလို့ကြောက်ကြောက်လန့်လန့်နဲ့သူ့ပုံစံတိုင်းပဲပြောနေခဲ့တာဖြစ်ပါရဲ့ ဆလဘေဟိုမာရဲကတောင်းဝမ်မာရဲတောင်းဝမ်မာရဲလုံးဝ economic ဆန်ကိုအယူလို့တွေးရမျိုးမရှိမဟုတ်ဘဲနဲ့တောင်းဝမ်မာရဲတောင်းဝမ်မာရဲကြီးပဲတောင်းလျှောက်ပြောနေခဲ့တာပါအချိန်ဆွဲနေရင်ရူကူရူဘိုက်စာနေတော့မယ်ဆိုပြီးတော့ကူရီနာကစားတောက်ဆရာကြီးထားတဲ့ဘက်ကိုထွက်သွားခဲ့ပါတယ်ရူကူရူကတော့စရဲဘာညာတော့မပြောပါဘူးကူရီနာကတောင်းပွင့်ကြီးတော့ကာရဲဆိုတဲ့ဟင်းလျာတစ်မျိုးဖြစ်နေခဲ့ပါတယ်ကာရဲဟင်းလျာနဲ့ထမင်းနဲ့ရောပြီးကိုလုံးကအဝတီးလိုက်ကြပါတယ်အချင်းနူရှိကီနှစ်လပိုင်း၄ရက်နေမှာမွေးဖွားတိုက်တဲ့စားစရာကအသား မုံနဲ့စားစရာကအစိမ်းရောင်ပါတာတနင်္ဂနွေဘယ်နေရာမှာမဆိုရှိတဲ့တာမန်ယောက်ျားလေးပါပဲဖိုမော်ရဲကတော့ကြီးများကမကောင်းတော့ဆိုပြီးရှီကီကိုပြောနေပါတယ်ဟိုမော်ရိုင်းနှစ်လပိုင်း၁၄ရက်နေ့မွေးဖွားကြိုက်တဲ့စားစရာကပဲပင်ပေါက်ကျော်ဒါပေမဲ့ယောက်ျားလေးကျန်တာကိုစားရတော့တဲ့အထိစားကျင်တာမျိုးလည်းမဟုတ်ဘူးဤကရီကထပ်ပြီးသွားထည့်နေလို့ရှီကီကမတရားဘူးလို့လှမ်းအောင်နေပါတယ်အီဂရီကတော့ဒီမှာအများကြီးကြံ့နေရမလို့ထပ်ပြီးစားကြည့်ရင်မြန်မြန်စားဆိုပြီးပြောလိုက်တော့ချီကီကတစုံပြီးတစုံအဝတီးပါတော့တယ်။ကိုရာဆက်ကီချင်း၉လပိုင်း၁၈ရက်နေ့မွေးဖွာ မုံနဲ့စားရကတော့စက်တဲ့ရာတွေပဲဖြစ်တယ်ဒါပေမဲ့ကိုရိုဆာကီကအဲ့ဒါကိုဝန်ခံမဲ့နေကဘယ်တော့မှရောက်လာမှာမဟုတ်ဘူးရိုဂိုရိုကတော့စားလာများသွားရင်အန်ဂျင်နာကကြောက်ထပ်ပြီးမယူတော့ပါဘူးဒါတော့ကူရီနာကအတင်းထက်ပေးမလို့လုပ်နေရပါရိုဂိုရိုကတော့ပူတင်ဘူးကိုတွေ့တော့သူ့ရဲ့အကြိုက်ဆုံးစားစာလို့ပြောလိုက်ပါရဲ့အကြိုက်ဆုံးဆိုတဲ့စကားလုံးကြောင့်ကူရီနာကတင်းသွားပြီးငါနဲ့ပူတင်ဘဲဟာကူပူကြိုက်တယ်လို့ရိုဂိုရိုကမေးကပြဿနာရှာနေပါတော့တယ်ကီရီယာမာရိုဂိုရို6လပိုင်း6ရက်နေမှာမွေးဖွား ကျဲတဲ့ရာကတော့ပူတင်စိတ်လှုပ်ရှားတာများလွန်းလာကြောက်ချက်ချင်းနေမကောင်းဖြစ်တတ်တယ်။ဆော့ဆန်သမီးကူရီနာက၈လပိုင်း၂၁ရက်နေ့မွေးဖွားကျဲတဲ့ရာကအာကိုရမေယောက်ျားကြီးလက်ရှိကတော့တိုင်းနေတဲ့ယောက်ျားကကီရီယာမာရိုကူရိုပဲဖြစ်တယ်။အဲနောက်ပူတင်တယောက်တပူးစီစားကြပြန်ပါလေ။ကိုမာရဲကတော့ပေးမင်းပေါက်တွေအများကြီးစားမိတော့တာကြောက်ပူတင်ကိုတိတ်မစားနိုင်ပါဘူး။ပူတင်တပူပို့နေတာဘာလို့မှမသိလို့ဟိုမာရဲကပြောနေတဲ့အချိန်မှာဂျင်ကသူ့စားဖို့လက်ထောင်လိုက်ပေမဲ့ရှီကီကတော့အဲ့ဒီပူတင်ဘူးကိုယူသွားခဲ့ပါပြီ တော်တော်လေးဟိုမှာလက်မြန်နေရှိကီပါပဲပြီးတော့မှဂျင်ကလက်ထောက်နေတာကိုတွေ့တော့အခန်းဘော့ကဘိုက်စာနေရလားဆိုပြီးရှီကီကတော့ပူတင်းကိုမကြွေးပဲကာရဲဟင်းလျာကိုကြွေးလိုက်ပါဂျင်ကအဲ့ဒီဟင်းလျာကိုမကြိုက်ဘဲနဲ့ပူတင်းကိုပဲစားကျင်တာပါဒါကြောင့်တတ်မဲ့လို့သာပြောလိုက်ပါတော့တယ်နတုကကျောင်းထဲမှာကင်းလန်းနေတော့ဗီဒီယိုကိုတည်ထားတဲ့အကောင့်လေးတစ်ကောင်ကရောက်လာပါတယ်ဗီဒီယိုတွေကအတန်ထွက်ပေါ်လာတာကတော့နတုကန်ကင်းလက်တာဝန်ကြည့်ပါတယ်အဲ့ဒါကတော့ကျောင်းဟိုစီကဆက်သွယ်လာတာပါမွန်တိုင်းကျောင်းဆက်သွယ်ရေးလိုင်းနဲ့တိတ်မကောင်းတဲ့ပုံမလို့ ဖုန်းကလိုင်းမကောင်းလို့မုတ်ခံကိုတောင်းဆိုလိုက်တာဒေချင်ရဲ့လုံနေရာကြောင့်ចောင်းထဲကိုဝင်ကျင်တိုင်းဝင်လို့မရပါဘူးចောင်းဟုတ်တောင်ဝင်လို့မရပါဘူးလက်တို့ကလည်းလေးချင်ရင်မလို့သူလည်းလုံနီးလုံထုံအတိုင်းလုံနေတာဖြစ်ကြောင်းပြောပြလိုက်ပါចောင်းဟုတ်ကြီးကတော့အဲ့ဒီကတင်တန်းသားကလေးတွေနည်းနည်းတော့တဲလာရင်ကောင်းမယ်လို့ပြန်ပြောခဲ့ပြီးအပေါင်းဖော်တွေရှိလို့ပဲအိုနီတွေကပို့ပြီးတတ်မာလာတာဖြစ်ကြောင်းဆက်ပြောနေခဲ့ပါနေတို့ကတော့အဲ့လိုဖြစ်ဖို့ကတော့ခက်ခဲလိမ့်မယ်သူတို့တွေတယောက်ချင်းစီကတခုခုကိုထမ်းပို့ပြီးဒီကျောင်းတော်ကိုလာခဲ့တာမလို့ မကျင်သက်တာတွေအမျိုးမျိုးပြောကြပေမဲ့အခုသူတို့တွေမှာကတငယ်ချင်းတွေနဲ့စောဖို့အချိန်ဆိုတာမရှိဘူး။ကာယလေးချင်းတဲ့နေရာမှာတော့ပူတင်လို့ချင်းထဲပြောလေဆိုတဲ့ရှီကီရဲ့ဇကားကိုဂျင်ကဒေါသထွက်သွားကကေရှိကိုကိုင်ဟွန်ကိုထုတ်လိုက်ပါပြီ။ဂျင်ကဆက်လော့တွေကိုထုတ်လိုက်တာဖြစ်ပြီးတော့ရှီကီကလည်းတနတ်မိုက်စားတွေကိုထုတ်လိုက်ပါတယ်။ဂျင်ရဲ့ဆက်လော့ပစ်ချက်ကိုရှီကီကတနတ်နဲ့ကာလိုက်ပြီးရင်နောက်ဆရာနတ်တို့ကအထဲကိုပြန်ဝင်လာပါတယ်။အကျိုးချောင်းသိသွားပြီးတော့မင်းတို့ကဒီပူတင်တစ်ခုအတွက်နဲ့အသက်ကိုယ်တော်ဆွတ်လွတ်ပြီးတိုက်ခိုက်နေတယ်ပေါ့။ ချင်းကလည်းမဟုတ်ဘူးကျုပ်ကဒီကောင်းစီရဒေါ်လာတက်ဆရာကောင်းလို့ဖြစ်စီဖြစ်ဖို့လုပ်ရုံနဲ့ရွှေကီကလည်းအဲ့ဒါဆိုရင်ကီရှိကိုကိုင်ဟိုကိုမထုံးနဲ့လေကျွန်တော်ဘက်ကကိုကိုကောက်ဝဲဆိုရဲဟာပြင်အပြစ်ကမရှိဘူးပြီးတော့မှဆရာနဲ့တို့အတွက်စားစရာမကြံတော့တာတတိရလိုက်ပါလေဟမ်မရက်ကပဲစတင်ပြီးတောင်းမှန်ပါတယ်တောင်းမှန်ပါတယ်ပဲပင်ပေါက်တွေအကုန်စားလိုက်ပြီးတော့တောင်းမှန်ပါတယ်ဆိုပြီးတော့စပြီးပြောပါပြီကျွန်တော်တို့တွေ့တယ်မဟုတ်ဘူးလားအဲ့ဒါဆိုရင်စားရဲကပြောခဲ့လေဥသူစားပဲမဟုတ်ဘူးလားလို့တခြားတပည့်တွေကလည်းပြောပါတယ်တော်တော်ချစ်ဖို့ကောင်းတဲ့တပည့်တွေပါပဲ နတ်တို့ကမနက်ဖက်ဒီမှာစုဖို့နဲ့ရန်ထပ်ပြစ်မယ်ဆိုရင်ကြောင်းထုတ်ခံရမယ်ပြောပြီးတော့ပူတင်ကိုယူကာထတ်သွားခဲ့ပါတယ်။ဇိုးကျက်ကဲလိုဟိုမာရက်ကလိုက်ပေးရမလားလို့မေးခဲ့ပြန်ပါတယ်။ယူဆိုဗီဂျီဂျီကတော့၃လပိုင်း၁၉ရက်မွေးဖွားမကောင်းတဲ့အတွေ့အကြုံတစ်စမ်းမှမရှိပါဘူး။ဒါတာပုံမြင်ဆိုရင်ထူးခြားတဲ့တခုခုဖြစ်လာတော့ပြီးတော့တာမန်နာဘူးတယောက်ပဲဖြစ်ပါတယ်။ကူရီနာကတော့ရိုဂူရူကို sleeping bag ထဲလာဖို့ပြောနေပြီးမကြောက်ပါနဲ့ဆက်စ်လုပ်ပြီးမှအိမ်မှာမို့လို့ဆိုပြီးတော့ပြောနေတာပါ။ ။ Igeri ကတော့ဒီလိုဟာမျိုးမရဘူးဆိုတာအတိတ်အကြီးပဲလေ။ယူနေရလားလို့ Queen ကိုပြန်ပြောလိုက်ပိုင်။နောက်ရှိ Igeri က17လပိုင်း17ရက်နေ့မွေး။မတဲတဲ့အရာတွေကမြစ်ပတ်တဲ့ဟာတာပဲ။စန်းကျင်ဘက်လင်းနဲ့တွဲတာကအသက်20ကျော်မှလှုပ်တဲ့နယ်လို့လည်းထင်နေတယ်။ဒီကရီကတော့ယောက်ျားလေးတွေစူးရိုက်တာဆိုတော့တရေအကြောင်းပြောပြမယ်လို့ပြောလိုက်တဲ့အချိန်မှာတရေအရန်ကြောက်တဲ့ရှီကရီကတော့အရန်ကိုမှလန်သွားခဲ့တာပါဘက်ကအကောင်လေးတွေကနေတဆင့်ဂျူကိုကနေတိုကိုဆက်သွယ်လာခဲ့ပါတယ်ဂျူကြီးတို့ကတော့တရေအကြောင်းပြောနေရင်သူက ်ဆရာနတ်တို့နဲ့အတူတူနေတဲ့သူပါဆရာနတ်တို့နဲ့အတူတူနေပေမဲ့များသောအားဖြင့်ဆန်စေးကအခန်းထဲမှာမရှိဘူးတဲအကြောင်းပြောနေတော့မှပဲအခန်းဝမှာတောင်းရင်တလုံးကိုခေါင်းဆုပ်ပြီးပလွေမုံနေတဲ့ထူးဆန်းတဲ့လူတယောက်ကိုတွေ့လိုက်ရပါတယ်စိတ်ဆိုးရဆိုပြီးအီကရီကသွားထိလိုက်တာသူကလွန့်ထွက်သွားပါတယ်ဒီတော့မှဂျင်ကတရေတွေကတော်တော်တန်မာလာလို့ပြောနေပါတယ်မင်းတို့တွေကလည်းကံမနေနဲ့ဆိုပြီးတခြားသူတွေအကုန်လုံးကဂျင်းရဲ့နောက်ကိုပြီးကဲကြပါဘူး။လူဆိုရင် မကြောက်ဝင်မဲ့တရေဆိုရင်တေအောင်ကြောက်ပါရဲ့ ရှင်ကြီးကစိတ်မထိန်နဲ့တော့ပဲသူ့ရဲ့ကင်းရှိကိုကာယဖြစ်တဲ့တနတ်တွေကိုပါဖန်သေးပြီးတော့တရေကိုလိုက်ပစ်ပါပြီ။တောင်းရင်ဆိုထားတဲ့သူရဲ့ဘေးနားကိုနတ်တို့ကရောက်လာပါတယ်။တောင်းရင်ဆိုထားတဲ့သူကတော့ဒီလောက်ထိလှုပ်လိုက်တာမလွန်လုံးလား။လက်အောင်မဲ့လှုပ်လိုက်တာဟုတ်လေ။စာအထိတ်ချုပ်ဖို့ကသူတို့ကလိုအပ်သေးတာပဲ။အဲ့ဒီတောင်းရင်ခေါင်းဆွထားတဲ့သူကတော့သူတို့ကြောင်းရဲ့အကြောင်းအဖြစ်ဟန်တို့ပါရဲ့။ဒီမှာရင်တိုကန်အန်ကီအပိုင်းစနစ်ကပြီးဆုံးထားခဲ့ပါရဲ့။